မြန်မာနိုင်ငံအလဲပိုင်းကပခုတ်ခုခရိုင်ထဲမှာတနခါးတွေနဲ့နာမည်ကြီးတဲ့မြို့တစ်မြို့ရှိပါတယ်။ပင်လယ်ရင်မျက်နှာပြင်အထက်ပေပေါင်း186ပေမှာရှိတဲ့ဒီမြို့လေးက area စတူရန်မိုင်ပေါင်း985မိုင်ကျော်လဲကျယ်ဝန်းပါတယ်။ ဒီဧရိယာထဲမှာတော့ကျေးရွာပေါင်း300ကျော်ရှိပါတယ်။ဒီရွာတွေထဲကတချို့ရွာတွေမှာတော့သမယိုးကြမဟုတ်တဲ့အသက်မွေးဝမ်းကြောင်းတွေကိုလုပ်ကင်ကြပါတယ်။ဒါကကျမတို့ဒေးစီထွေအဖွဲ့သားတွေခီးဆက်ကြမဲ့မြို့လေးတစ်မြို့ရဲ့အကြောင်းပါ။ ိုက်တဲ့မြိုင်မြို့လေးကတည်ငြိမ်ပြီးအေးချမ်းပါတယ်။အပူချိန်ငွေ့ငွေ့လေးပြေးနေတဲ့အညာလေးတွေလည်းတိုက်ပါတယ်။မကြီးပင် ရှားပင်နဲ့ထနှောင်းပင်တွေရှိပါတယ်။တနခါပင်ကိုတော့စီးပွားဖြစ်စိုက်ပြိုးကြတယ်။ဘိုးရုံးကတော့မြိုင်မြို့လေးကဒီတက်ပေါ်ပြီးတိတ်ဆိတ်တယ်လို့လည်းပြောကြပါတယ်။အခုကတော့ပသိမ်မုံရွာလမ်းမကြီးရဲ့ကျေးဇူးကြောင့်အတော်အသင့်ဖွင့်ပြလာခဲ့ပါပြီ။ မနက်စောစောမြိုင်မြို့ရဲ့ဈေးကရောင်းသူဝယ်သူတွေနဲ့အသက်ဝင်စီကားနေပါတယ်။တကောက်ချင်းတွေဝါချင်းတွေနေနဲ့အလုံးရှုံနေကြတဲ့မြင်ကွင်းကလည်းကျမတို့လိုအောက်ပြည်သူတွေအတွက်ကတော့အသက်ဆန်းတစ်ခုလိုပါ။ င်ဘော်ကတနခါပခွက်ကြားတွေနဲ့ပေါ်ရွေတဲ့အပြုံးချူချူတွေကလည်းညံ့ညို့တစ်ခုလုံးကိုလွှမ်းခြုံထားပါဗျ။မျိုးတမျိုးရဲ့အကြောင်းကိုအကောင်းဆုံးလေ့လာနိုင်မယ့်နေရာတစ်ခုကဈေးတွေဆိုရင် ကျမတို့ဈေးထဲဝင်ကြဖို့အဆင်ပြေဖြစ်နေပါပြီ။အမချိန်ခွင်လေးခဏပြပါလား။ဒီအချိန်ခွင်ဒီဇိုင်းလေးကိုကြည့်ကြည့်ပါဦး။ အာဟဲ့ချိန်ကွေးနေမှာတစ်သားနဲ့လောက်တာပြီးရဒီချင်းကကြာတာဝါဝါနဲ့ရတာနော်အဲ့ငဲမြေလေးဘာလို့ပေါ့ကြည့်ပါဦးမဒီဘက်မှာ ဒီဘက်မှာချိန်ခွဲတာမျိုးတွေပဲတုံးတာလားဒါလေးတုံးတာဒါလေးတုံးနေတော့ငါတို့လိုဒီချက်တဲ့လေးပန်းတာကိုခွက်လည်းခွက်လေးလည်းတုံးပါတယ်အော်ခွက်လည်းလည်းတုံးတယ်ဒါပေမဲ့ချိန်ခွဲဆိုရင်ဒီလိုဟာမျိုးပဲတုံးတာပေါ့ဒီကဩဒီဘက်မှာတော့ချိန်ခွဲကိုဒီလိုမျိုးလေးတွေပဲတုံးကြရဲ့တဲ့ဒီအပေါ်ချိန်ခွဲရှာရဲ့လက်ကန်ရဲ့သစ်သားနဲ့လှုပ်ထားရဲ့အောက်ကတော့ချင်းလေးရဝါးနဲ့ရက်ထားမတင်ခဲ့ပြီနော်မဟုတ်ကဲ့ကဲရရဲ့ကဘာရဲ့လဲ အဲ့ဒါပီလော့ရွက်တဟင်းကျုပ်ချက်အော်ပီလော့ရွက်ဟွန်းပီလော့ရွက်ဒီချိန်ပေါ်လာတဲ့ဇီးပူးသီးရအများကြီးပဲဟမ်တပွတ်သီးတပွတ်သီးတပွတ်သီးဟုတ်အော်တပွတ်သီးဒါအနုပေါ့ပြချက်စားရတာလားဟုတ်ကဲ့ရေစင်းနဲ့ကြောရတာရေစင်းလေးနဲ့ကြောစားအဲတပွတ်သီးရဲ့အဲဒီကရင့်သွားရင်တော့ဥကိုကိုကိုစေးကြတယ်အာပကံစေးတယ်ဟိုအမြဲတို့ဂျွတ်ဆတ်လိုဟာမျိုး အဲသဘောဦးရတဲ့သဘောတိဒါတော့သဘောတိနုနုမြေဦးသီးလေးနဲ့ကြော်စားရင်ကောင်းနေတဲ့ဒါချင်ပတ်လေးဟုတ်ပြီပြုတ်ကြရရဲ့ဒီရောက်ရပြုတ်နောင်ရဲ့ခံရမီရဲ့အားကြတဲ့ပေါက်ပန်းမီခွန်းဒါပေါက်ပန်းမီဒါပါရွယ်ဟိုဟာကျွရနောင်ရဲ့ကျွရနောင်ရဲ့ကျွတ်ကျွတ်နှောင်းကိုတော့တက်နေလားဟောကျွတ်နှောင်းရွက်တယ်ဟာလဲမာဟောငါးနှစ်တည်းငါးနှစ်တည်းငါးနှစ်တည်းပါနဲ့ ိုထည့်လိုက်ရင်ဘာဖြစ်သွားလဲကိုကိုထည့်လိုက်ရင်သူကအောက်ကငါးအောက်ကခမ်းပြီးတော့ထည့်ထားပါငါးငါးလေလှိုက်ကိုသူ့ရတာဘယ်လိုဖြစ်မလဲစိတ်နေလက်ပံပွင့်ဒီမှာလက်ပံဝင်း6လေးတွေပါလက်ပံဝင်း6လေးတွေပေါ်မှာသုံးလဲဆို9နှစ်တဲ့နေရာမှာသုံးပါတယ်တဲ့9နှစ်တဲ့ဟိနဲ့ချက်တဲ့နေရာမှာသုံးတယ်9ရဲ့အောက်မှာအိုးရဲ့အောက်ချင်9ရဲ့အောက်မှာခံပြီးတော့အဲချက်ရတာပါတဲ့ သူအရသာကတော့စိတ်နဲ့အရသာပဲကိုသွားရဲတဲ့ဒါလက်ပံပွင့်ချောက်ဒီဘက်ဘေးမှာတစ်ခုရှိသေးရဲ့ရဘာမွေးချောက်ဒါဟောမှာခန်းခန်းဘူးမောင်ရခဆောင်ဖူခဆောင်ဖူခဆောင်ဖူကြောစားတယ်ချက်စားတယ်သူရာဒီနဲ့သူပေါ်တာသူရာဒီနဲ့သူပေါ်သူကဘယ်ချိန်ပေါ်ဒီဒီချိန်ဆိုဒါဆိုမိုးမိုးရာဒီမှာပေါ် ခစားဘူးခစားဘူးကြော်စားအာမှုလေးနဲ့တွေ့ရအော်ဟုတ်တယ်ဟိုနေ့ကစားကြည့်ကြည့်ဘူးတဲ့ဒီမှာကြည့်ပါအဲဒါခစားဘူးတဲ့အဲဒီခစားဘူးကိုဒီအဲကြော်စားတာဗောနော်အဓိကကြော်စားမှုနဲ့မှုရတာမျိုးနဲ့တွေ့တယ်အဲသူ့ရဲ့ကိုဝါလိုက်မှုလို့မြစ်တို့ဝါတယ်လို့ထွတ်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 လေးဖြစ်နေရအမြစားကြည့်ဘူးတဲ့ဒါလေးကိုခစားဘူးမိုးတွေပဲပေါ်တာတဲ့ ဒီဒါလေးတွေကဒီဒီဘက်တွေတာမှာပဲထွက်တာလားဘာလဲရှိတဲ့နေရာမှာအညာဘက်မှာရှိတယ်လာရပြဘယ်ဒါတော့အညာရက်ဒေတာတွေဒီမိုးကောင်ရေချာရက်ဒေတာတွေအဲဒီလိုအပင်မျိုးတွေပေါက်တဲ့ဒေတာတွေမှာရနိုင်တယ်တဲ့အထူးသဖြင့်တော့အညာစာလေးတွေပေါ့ဒါဖရဲသီးလေးလားဟမ်ဘွားသီး တော့တခွားစီတော့တခွားစီကိုတော့မှပေါက်တာလို့လားဖိုက်တဲ့တခွားမဟုတ်ဘူးဆက်ရတာအမြဲတမ်းဟိုလေဖရဲကြီးအကင်းလေးတွေထင်နေရအမျိုးဟိုဒီတို့စီကလှုပ်ရှားမှုဟာထင်တာမဟုတ်ဘူးရဲ့တခွားသီးတဲ့တော့တခွားတို့ခေါ်တယ်တဲ့ဒါလည်းဆက်ရတာပဲတဲ့ခွားလေးတခြားဒေသတွေကသိမ့်မတွေ့ဘူးဒီဘက်မှာစိုက်မှရရလားအဲ့လိုလားနော်အဲ့လိုဒီဘက်ဒေသတွေမှာစိုက်မှရရတာလေကြည့်ပါဦးမြဲဖရဲကြီးဖရဲကြီးတေးသေးလေးထင်နေရ yêu yêu tao mà tao khoái đi nhà bà qua lên đi, giờ ta, bố cáo bố chua lại là, bố chua lại để sao là bố cáo này để đi tao khoái đi à, bông lông đi, ấy, bao sao đi đi. Ôi, già bố chi, Ôi, già đi à, đi có thể thật đó là Đi có thể thật đó là ညံဩဇာတိညံဩဇာတိညံဩဇာတိကချိုးတယ်ဘယ်ဘယ်ဘယ်ရော်ဒီမှာစိုက်တာလဲဒါလေးဆိုင်စားထိုင်တော့ထိုင်တော့ဩဒီညိုင်ဘက်ကဘလက်ဝေးလဲညိုင်နဲ့ကြာညိုင်နဲ့ကြာ2မိုင်2မိုင်ဝေးတယ်ကဲဒီဩဇာတိကတော့ညိုင်နဲ့2မိုင်လောက်ဝေးတဲ့အဲထိုင်တော့ဆိုတဲ့ရွာဘက်ကထွက်တာတဲ့ညိုင်ဩဇာတိကအရန်ချိုတယ်တဲ့အဲ့ပြစက်မှုနှစ်နားမှာဩ ့စမုန်ဖြစ်ရှိရဲတဲ့အဲညားနေနှစ်မိုင်လောက်ဝေးတဲ့အဲ့ချိန်တော့ယူပါအဲ့နာမှာစမုန်ဖြစ်ရှိရဲတဲ့အဲ့နာမှာဒီဩဇာတိတွေစိုက်တာတဲ့ညံဩဇာတိတွေချိုးတဲ့အဲအိမြဩဇာတိစိုက်အရန်စိုက်တဲ့အသီးတွေမှာပါတယ်အဲ့နာနဲ့ဝယ်လိုက်မမဲ့မဲ့တာလေးပြပါမဲ့တာကတော့ဘာမဲ့တာဘာလောက်မဲ့တာတော့လုံးလုံးသိမှာအမကစောလေးမပါဘူးမဲ့ငါးတင်မမဲ့တယ်မပါမဲ့ဘူးတစ်ခါပြေးချောက်ဆိုမဲ့ဟုတ်ပြီဘလို့ရောင်းလိုက်တာလေတလောက်ကလေးရတစ်ခါမို့တော့ထောင်ဖို့တော့

တော့အဲညတို့ဒီပုံမှန်ဝင်စားနေတဲ့ဈေးနှုန်းကတော့အရန်မကွာလာပါဘူးဒါပေမဲ့အဲဒီမှာတော့လက်လက်ဆက်ဆက်အဲဒီကနေစိုက်ပြီးတော့ညရွာလေးကပဲစိုက်ပြီးတော့လာရောင်းတယ်ပြီးတော့ညံရဲ့ရေမြေတဘာဝကြောင့်အဲဩဇာတိရဲ့အရသာတွေတခြားတွေတိုင်းနဲ့ပြန်နေနည်းနည်းလေးတော့ပြောင်းလဲမှုတော့ရှိမှာပဲကိုချိုတယ်လို့ပြောတယ်ဒါကြောင့်လို့အဲ့ညံဩဇာတွေဝယ်သားမယ်ဟုတ်ပါဘူးတဘာဝတဘာဝတဘာဝဟုတ်ဒီတော့ပြန်လာဟုတ်ဈေးမပါဘူးအဲ့ရော့ ဲလောလောဆယ်မှဲ့တာတလုံးရပြီအဲ့တော့ချက်ချင်းကြီးကြည့်လို့ရပြီမြိုင်ဩဇာရဲ့အရသာမှဲ့တာတော့လုံးဝပျော်နေပြီဟာတော်တော်ချိုးတယ်တော်တော်ချိုးတယ်ဆေးမပါဘူးလား ပါဝါတန်းဆိုင်ထားတာပါတဲ့။ရောင်းတဲ့အမတွေအာမခံတယ်။တကယ်လည်းတော်တော်ချိုးတယ်။ဟိုအသေးကအရင်နှက်ပျော်နားမဟုတ်ပါအထဲထဲမှာအရင်လေးလည်နေရတော်တော်ချိုးတယ်။အော်ဟုတ်ကောမနေ့ကမှအဲအခင်းကနေကူးလာတာမနေ့ကမှကူးလာတာဖြစ်တဲ့အတွက်အဲအခုဒီနေ့မှအချက်ချင်းမှဲ့လာဆိုတော့အရန်လက်ဆက်နေရတတော်တော်ချိုးတယ်မိုက်တတော်ချိုးတယ်အမြဲဩဇာဒီအရန်ကြိုက်တာဆိုတော့တော်တော်လေးကိုမိုက်တယ်ပြောရမယ်ပြင်ကြည့်တဲ့စားပါဦးအရန်ချိုးတယ် ရွာတွေကလာရောက်ကြတဲ့ဈေးတွေတွေကဈေးရုံရဲ့အပြင်ဘက်မှာရှိတဲ့ဒီအတန်းမှာအများဆုံးပါဒီအတန်းကအဟင်းသီးဟင်းရွက်တွေတွေများပါတယ်လေကွင်းတွေရွာကင်းတွေနဲ့ရွာနီးချုပ်ဆက်တွေမှာပေါက်လေးရှိတဲ့အသီးရွက်တွေကိုခူးပြီးရောင်းကြတာပါ တကယ့်ကိုလက်ဆက်တဲ့အသီးနှံတွေဆိုတာကိုတော့မြင်ယုံနဲ့ခန်းစားလို့ရပါတယ်ဟိုဘက်မှာတော့မြိုင်နယ်ကထွက်တဲ့သနခါတွေကိုခင်းပြီးရောက်တဲ့သနခါတန်းရှိပါတယ်။ဒါကမြိုင်နယ်ရဲ့အဓိကထွက်ကုန်လေးဖြစ်ပါတယ်။ ာအမြဲအနောက်မှာဒီဘက်မှာဒါကတော့မြိုင်ဘက်ကထွက်တယ်တနခါလေးရောင်းချရတယ်တနခါတိုင်းကြီးပါအဲမြိုင်တနခါကတော့တော်တော်လေးကိုနာမည်ကြီးတယ်လို့ကြားဘူးတယ်ဘာဖြစ်လို့ဆိုတော့အဲ့မြိုင်ဘက်ကိုခီးထွက်မယ်လို့ပြောလိုက်တာ ਨੇ နိုင်ရတနခါလေးပါဝယ်ခဲ့ဆိုပြီးတော့ရန်ကုန်နေမှာလိုက်တဲ့လူတွေတော်တော်များတယ်အဲ့တော့မြိုင်တနခါလေးအခုတွေ့ပြီအဲ့မြိုင်တနခါလေးတော့ကြည့်မယ် ာတနခါအပွေးတွေအရာမတူဘူးနော်တူဒါမြင်းလေးခင်တနခါဒါပင်ပင်ကိုတော့မြင်းမြင်းအနည်းတနခါအော်မြင်းနီတနခါပေါက်တာဒီကိဒီရောက်လို့အော်မြင်းနီပေါ်မှာပဲပေါက်လို့မြင်းနီခင်တနခါလို့ခေါ်တာဟာဟုတ်ပြီမြင်းနီခင်တနခါဒါကဒါကကြတော့ဒါကြတော့ဟိုပါမြေမပေါ်တော့ဒါကြအဝါဝိမြေမဒါကြမြေမဒါကြောင့်လို့အဲ့အဲ့တော့အမလူးလာတာရောတနခါလေးပဲလားဟုတ်တယ်တနခါတနခါရောအဲ့အဲ့တော့မြိုင်တနခါက တနခါရဲ့အားသာချက်တွေကဘာတွေလို့အမအနေနဲ့ဒီတနခါရောင်းတဲ့လူတယောက်အနေနဲ့ပြောချင်တယ်။ရိုင်းတနခါကြတော့ဒီလိုမျိုးအဲ့လိုမြေမြေကြီးကိုအမားပေါ်မှာပောက်တာပေါ့မြေအကွာဆိုလို့ရှိရင်ပွာတယ်တရားကြတော့တနခါကလည်းမြေကြီးပောက်တာလည်းအမားမို့လို့တနခါရိုင်းတနခါတော်တော်ကိုကောင်းတယ်ပြင်မျိုးတွေထွက်တဲ့တနခါလည်းရိုင်းတနခါကိုကောင်းတယ်အော်အဓိကမြေမှာပေါ်မှာပောက်တာဖြစ်တယ်ဗျအဲ့လိုပေါ့မြေကြီးတော်တော်ကိုမာတဲ့နေရာလေးပောက်တာပေါ့ ဟုတ်ပို့ပြီးတော့တန်တယ်အဲ့လိုမျိုးပေါ့ပို့ပြီးတော့မာတာပေါ့မာတယ်ပို့မာတယ်ပို့ကြည့်တယ်ပို့သွေးခန့်တယ်ဟုတ်အနံ့ကြတော့ရောမွေးတယ်မွေးတယ်ဒီလိုက်အပွင့်ရောင်ကတော်တော်လေးကိုကွာတယ်နော် ဒါညီမညီမညီမလို့ခေါ်တယ်ညီမလို့ခေါ်တယ်ညီနီဘက်မှာညီအမအပေါ်မှာပေါက်တာဒါကညီနီနော်ညီနီပေါ်မှာပေါက်တယ်ဒါကအဖြူပွေးဒါကအဝါပွေးဟုတ်တယ်ဒါကအဖွေဘက်ကအဝါပွေးဟုတ်ပြီဟုတ်ပြီအာဒီဘက်ညိုင်ဘက်ကတနခါတွေကတော့အဲဒါအဓိကမြေအရန်မြေမာတဲ့နေရာတွေမှာပေါက်တယ်အပြောမစဒီဘက်တွေကဒါကိုကဝန်ဆန်တဲ့မြေလို့ပြောရရနော်အဲမြေကြီးတွေကမာတဲ့အပင်တွေပေါက်ရောက်မှုနည်းတယ် ါကတော့ဒီအလဲပိုင်းဒေတာရဲ့ဒီနေသားပုံစံမဒီမြင်နေသားပုံမှာမှပောက်တဲ့တဏှာတွေဖြစ်တဲ့အတွက်အဲသူတို့ရဲ့အပင်တွေကပိုတန်တယ်အခောက်တွေပိုမာတယ်ပိုပြီးတော့အသွေးခန့်တယ်ပြီးတော့ပိုပြီးတော့မှုေးတယ်တဲ့အဲဒါကတော့မြိုင်းတဏှာတွေရဲ့အာသာချက်ပါလို့မှပြောသွားတယ်အဲဒီချိန်မှာတော့အခုဒီလိုအချိန်လေးတွေမှာတော့ဒီရောင်းအဝယ်ကနည်းနည်းပါနေတာရှိရဲ့တဲ့အဲပွင့်လင်းရသည်တွေဆိုရင်တော့အဝယ်လိုက်တယ်တဲ့အဲလိုပြောပါတယ်တခြားရန်ကုန်ဘက်တွေလည်းအော်ဒါတွေပို့တယ်တဲ့နည်းနည်းဆက်ကြည့်ကြည့်အောင်နော် နခါးတွေအတုံးတော့ရောင်းနေပြီဒီမှာအမြစ်တုံးကြီးရောင်းနေအောင်တွေ့ရမှာပါ။အဲတွေ့ရတော့တချို့နေရာကြီးနည်းနည်းလေးခက်မှန်းနဲ့တွေ့တယ်။ဒီအမြစ်တုံးကြီးတွေကိုရောလူဖို့ရောင်းလာတာလားဆိုပြီးတော့လူဖို့ဝယ်ကြလားလို့မေးတော့မဟုတ်ဘူးလေဒီဘက်အပူပိုင်းဒေသကြီးကမိတ်တွေပါကြီးထွက်တာများတယ်ရားစာကြီးပေါက်တက်ကြတယ်။เออเบดิต้ามาဖြစ်ဖြစ်တယ်လို့မိတ်တွေရားနာတွေပောက်ပြီးဆိုလို့ရှိရင်တော့ဒီတနခါအမြစ်ကိုသားလေးနဲ့တွေးပြီးတော့လူးတယ်ဆိုလို့ရှိရင်တတတယ်ပျောက်တယ်လို့ပြောပါတယ်အဲတနခါဆိုတဲ့အပင်ကိုအဲပထမဆုံး စပြီးသုံးခဲ့ကြတာအမြင့်သုံးကြီးအမြင့်တွေကိုစပြီးတော့သုံးခဲ့ကြတာပါတဲ့ဖေးဘက်ဝင်တဲ့အနေနဲ့အမြင့်တွေကိုအဓိကထားပြီးသုံးခဲ့ကြတယ်နောက်ပိုင်းမှသာဒီအပေါ်အခောက်တွေအခောက်တွေပါတဲ့ပင်စီကိုနောက်ပိုင်းမှအလှလူဖို့သုံးကြတာပါတဲ့အမြင့်ကတော့ဖေးဘက်အဝင်ဆုံးပါတဲ့ဒီပြီးတော့ရောင်းတဲ့အကူကပြောပါတယ်သနခါပင်တပင်လုံးဆိုတာဘယ်နားမှလှုပ်ပစ်စရာမရှိဘူးတဲ့အလေအလေကအပင်လေးဆိုလို့ရှိရင်လဲသွေးလူကြတယ်အကိုင်းပြားကိုင်းသားတွေဆိုလို့ရှိရင်လဲဒါဆက်သွေးခဲတွေကြိတ်တယ်ဒီအမြင့်တွေဆိုလို့ရှိရင်လဲဒါဟာတမ်းမာရေးအတွက်ကောင်းပါတယ်ရာနာအတွက် ทีพสิเนี่ยต้องใหญ่เด็ก အမဦးပေးမှာဒီတနခါးတွေပြန်ရောက်ဖို့တလတစ်ကြိမ်လောက်တော့ဒီညိုင်ဘက်ကိုလာဖြစ်ပါတယ်တဲ့အမအနကုံညိုင်သူလားအဲနကုံညိုင်သူဒါကြောင့်မလို့ညိုင်သူစစ်အဲအဲ့တော့ညိုင်တနခါးရဲ့ကောင်းကြောင်းတွေသိတဲ့အခါမှာသူညိုင်မဦးပေးမဲ့ရောက်သွားပြီမဲ့ညိုင်ကတနခါးတွေလာဝယ်တယ်ပြီးတော့ညိုင်တနခါးတွေမဦးပေးမှာပြန်ရောက်နေတာကြောက်ယူပါမှာမလားဒီမဲ့ရောက်ဝယ်တဲ့သူနာပေါ့ဟုတ်ကဲ့ဟာဒီဝဲဟိုမွေးတာอืมဒါကလည်းနားပြရအောင် အဲတကယ်ကြီးလားမသိတော့ယူလိုက်ပါလားအော်ဟောတယ်ဘယ်နဲ့ဟာလဲအဲကိုဇီဇီတွေပါတွေ့ရတဲ့အတိုင်းအဲညာသူကြီးတွေအညာသူအန်တီကြီးတွေတကယ်ပွတ်ပွတ်လင်းလင်းနဲ့အရင်ချစ်ဖို့ကောင်းတယ်အဲစကားပြောလည်းလုံးဝဟန်ဆောင်မှုမရှိဘူးကြီးစရာရှိလည်းဟန်ဆောင်မှုမရှိဘူးသူတို့ကြည့်ရတာနဲ့သူတို့နဲ့စကားပြောရတာနဲ့အရင်ပျော်တယ် သူတို့သူတို့ရည်တန်ကြားတာနဲ့ဘာလို့ရည်နေမှတော့မသိဘူးဒါပေမဲ့ကိုယ်ပါရောပြီးတော့ရည်ချင်လာတယ်။အရင်ချစ်ဖို့ကောင်းတဲ့အတီးတွေတနခါတွေလည်းပွေးလို့တနခါတန်းကနေထွက်လာတော့ရန်ကုန်မှာမတွေ့ရတဲ့ပစ္စည်းတချို့ကိုတွေ့ရပါတယ်။ဒီပစ္စည်းတွေကိုစောစောကဈေးတန်းထဲမှာတော်တော်လေးတုံးကြတာကိုတွေ့ခဲ့ရပါတယ်။ဘာတွေဖြစ်မလဲ။

အန်တီဒီဒီဒီချင်းလေးရတာဟိုဘာနဲ့လုပ်ထားရလဲကဟန်းရှော့ပေါ့ဟန်းရှော့အော်ဟန်းဟန်းရှော့ဆိုတာကအဲ့အလက်အလက်ကလားအော်အလက်ညာဒီဟန်းလက်ကြီးရဲ့ဒီအရင်အညာတန်းအဲ့ဒီအညာတန်းကြီးစိမ့်နေတုံးမှာဒီအပြင်ကွန်ခွာထုတ်လို့ရရနော်ဟုတ်တယ်ဟုတ်တယ်အဲ့ခွာထုတ်လို့ရတဲ့ဒီအပြင်ကွန်အမာသားနဲ့ရက်ထားတာတဲ့ အဲ့ဒီထန်းရှော်နဲ့ရထားတဲ့ပစ္စည်းတွေဘာတွေရှိမလဲဒီမှာဆိုလို့ရှိရင်ဒီတောင်းနေလဲကထန်းရှော်ပဲလားထန်းရှော်တောင်းနေအာဒီတောင်းနေဆိုလဲထန်းရှော်တောင်းနေအဲ့ဒီမှာချင်းတောင်းကြီးရဲ့အရွယ်ဆုံးရှိရဲ့ဒီမှာဈေးလေးတွေရေးထားတဲ့ဂိုင်းလေးတွေမှာဒေတာဆိုရင်တထောင်အဲ့ဒီထက်နည်းနည်းကြီးွားတဲ့ဒီချင်းတွေဆိုရင်အဲ6900အဲ့အဲ့လိုရေးထားတယ်ဒီချင်းဆိုလို့ရှိရင်ဒီအကြီးဆုံးဒါဒီ site ကအကြီးဆုံးပဲလေနော်အကြီးအဒုတိယအကြီးဆုံး အကြီးအကြီးဆုံးဒါဆို2300အကြီးဆုံးချင်းစစ်ဈေးဘယ်လောက်ရှိလဲ။အော်2900 2900ဒီချင်းကြီးတွေအကုန်လုံး2900အကြီးဆုံးချင်းရမှာ2900ပဲရှိရဲ့။အဲဒီဘက်ညာဒီတာကတော့တော်တော်များများဒီ plastic ချင်းနဲ့တခြားဒီချင်းနေဟိုပြင်ပဝင်လာတဲ့ဒီချင်းမျိုးတွေအဓိကမတုံးကြဘူးဒီလိုမျိုး ီတဘာဝနဲ့လောက်ထားတဲ့တဘာဝတိုင်းလောက်ထားတဲ့ချင်းလေးတွေဒီကထားပြီးတုံးကြများတယ်မြတ်တော်တော်များတွေ့ခဲ့အဲ့အဲ့တောင်းဟုတ်ပြီဟုတ်ပြီဟုတ်ပြီโอเคအာနဲဒါလုံးဝဟမ်းမိတ်ချိန်ခွင်းနေဒါအညတို့ဒီအပြင်ဈေးတန်းမှာလည်းတွေ့ခဲ့ရလေဒီလိုချိန်ခွင်းလေးတွေ ထန်းလျှော်နဲ့ရက်ထားတဲ့တောင်းလေးဒီတောင်းလေးဇော်စေးဘယ်လောက်လဲနိ1200 1200ဟာဒီတောင်းလေးဆို1200တဲ့ကြည့်ပါဦးဆက်ရှင်ဟာအင်းမြတ်တို့အညာဒေတာပဲရောက်လာပြီဆိုရင်နဲ့အဲမြင်ရတဲ့မြင်ကွင်းကြီးကြောင်းလာသလိုအဲတွေ့ရတဲ့အပင်ကြီးကြောင်းလာပြီအထူးသဖြင့်အညာပဲရောက်လာပြီဆိုထန်းမင်းကြီးတွေအဲအညာကြီးမြင်လာရပြီအဲ့တော့ဒီထမ်းမင်းတွေကညာဒေတာရဲ့သင်္ကေတတစ်ခုလို့လည်းပြောလို့ရတယ်ထမ်းမင်းကြီးရေပေါ်တဲ့ညာတဲ့ဒေတာတွေဖြစ်တဲ့အတွက်လည်းဒီ အထမ်းရထမ်းလက်ကနေထွက်တဲ့ဒီလိုအိမ်သုံးပစ္စည်းလေးတွေပြီးပြီးတော့အဲအလားစင်ပစ္စည်းလေးတွေပဲတော်တော်များများကဒီညာဒေသရဲ့အဲထွက်ကုန်နေလို့ပြောလို့ရပါတယ်ညာဒေသရောက်ပြီဆိုလို့ရှိရင်အဓိကအိမ်ပြဲလက်ဆောင်ပြဝယ်သွားကြတာကညာဒေသရဲ့ဒီလက်မှုထွက်ကုန်လေးတွေပေါ့အဲအခုဆိုလို့ရှိရင်ဒီမှာထမ်းလက်ထမ်းရကနေထွက်တာလည်းလောက်ခရတယ်အများကြီးဒီမှာတွေ့ရပါတယ် ါတော့တဲ့မှာဆောင်းတဲ့ဒီဇိုင်းဟာရာခင်းနဲ့သွားလို့ရှိရင်ပေါင်းမြက်တွေထည့်ဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်စားဖို့တောက်စရာကြီးထည့်ဖို့ပဲဖြစ်ဖြစ်ဒီပါဒီဇိုင်းပကွက်လေးပါကွက်လိုက်ဝါဆက်ဖြစ်တာညညိုးရဲ့မနက်ခင်းစေးကမနက်၃နာရီအာယုံမတက်ခင်လေးကလူရှားတက်ဝင်ပါတယ် ဈေးရုံလေးရှိကအသီးရွက်တန်းလေးကမနက်10:00နာရီ17:00နာရီလောက်မှာဈေးကွဲပါတယ်အနီးနားရွာတွေကလာရောက်ကြတဲ့ဒီဈေးတန်းလေးကိုအမိဈေးဝယ်ခြင်းနဲ့ဆိုရင်တော့မနက်စောစောလာရပါတယ်အတွင်းကဈေးရုံကြီးကတော့ညနေ9:00နာရီမှာပိတ်တာပါ ကျမတို့ထွက်လာတော့မြိုင်စည်းလေးကသူ့လှုပ်သူလှုပ်လို့ရောင်းသူဝေသူတွေနဲ့ဆူညံနေတော့မှာ။ ိုင်မျိုးကနေမန္တလေးဘက်ကို